တဖက်သက်အချင်းနဲ့ဂျူလီယာကိုစော်တယောက်ပါတီတွေလူစုလူဝေးတွေနဲ့ဟန်ဆောင်အမုန်းတွေကိုမုန်းတီးတဲ့ကျွန်တော်ကိုဖော်လို့ရပါတီတစ်ခုစီကိုခေါ်သွားခဲ့ပါတယ်ဒီပွဲကိုဂျူလီယာလာလိုက်မယ်ကွာလမ်းလျှောက်ရင်းနဲ့ကိုစော်အပြောကြောင့်ကျွန်တော်စိတ်ညစ်သွားခဲ့ရပါတယ်ဟင်းမင်းကဘာလို့အခုမှပြောတာလဲလာပါတငယ်ချင်းဟာသူကမင်းကိုသဘောကျနေရဲဆိုတာငါတို့အကုန်သိပါတယ်ဂျူလီယာဆိုတာကတော့လာအတော်ကြောင်ကျွန်တော်ကိုပိုးပန်းနေသူတူဖြစ်ပါတယ် မုံဆိုင်မှာသူမကိုရင်ရင်ကျေးကျေးတုံ့ပြန်မိခဲ့တဲ့ကျွန်တော်အမားကစတင်ခဲ့တာပါပဲကျွန်တော်သတိထားမိတဲ့အခါမှာတော့သူမကကျွန်တော်နောက်ကနေတကားကောက်လိုက်နေသူဖြစ်နေခဲ့ပါပြီနောက်ပြီးသူမရဲ့ပုံစံကဆုံးမတကောင်လိုအစီအရင်တွေနဲ့ပြူစားတတ်သူတဦးတည်းဖြစ်နေနိုင်ပါတယ်ကျွန်တော်တွေးနေတော့မှပဲဂျူလီယာတယောက်ပါတီပွဲတဲ့ကိုရောက်လာခဲ့ပါတယ်ဝက်ပွန်စ်ရုပ်ရှင်ကားရဲကအတော်ဂလက်တီလိုပုံစံမျိုးစင်ရင်ထားတဲ့သူမကမိတ်ကပ်တွေကိုလည်းဖွေးစွန့်နေအောင်ပြင်ဆင်ထားခဲ့ပါတယ် လောက်ခန်းကြီးတွေကိုလည်းပေးကြအောင်ဆိုးထားပါသေးတယ်။သူမရဲ့မျက်လုံးတွေကတော့နက်နက်ရှိုင်းရှိုင်းနဲ့မိရောင်အောင်မှတောက်ပါနေကြလို့ပါပဲ။စပင်တွေကလည်းဝေ့ဝဲကြလို့သူမရဲ့ပုံစံကတော့အနှင်းငယ်ကြောက်မက်ဖွယ်ကောင်းနေခဲ့ပါသေး။ကျွန်တော်လည်းတခြားသူတွေနဲ့စကားပြောနေရင်ကသူမကိုမမြင်သလိုနေဖို့ကြိုးစားခဲ့ပေမဲ့ကျွန်တော်သွားရနောက်ကိုတကားကောက်ရှောက်လိုက်နေခဲ့တဲ့သူမကိုမြင်တွေ့နေခဲ့ရပါသေး။တကောင်ချင်းတော့ရောက်လာချိန်မှာတော့သူမကကျွန်တော်ရှေ့ကိုရောက်လာခဲ့ပြီး ငါနဲ့အတူကမယ်လေလင်းအောင်သူမကစူးရှတဲ့အတန်နဲ့ခတ်တူတူလေးပြောလာခဲ့ပါတယ်ဟာငါနဲ့ဝေဝေးနေစမ်းပါဟာနင်ကငါနဲ့ရန်ထစ်ချင်လားမင်းယူးနေလားယူးနေရင်လည်းစိတ်ယုံသွားလားသူမကတော့ကျွန်တော်စကားကြောင့်လှည့်ထွက်သွားခဲ့ပြီမြဲဘဇက်ကနေတခုခုကိုရေးရွလို့နေခဲ့ပါတယ်ကျွန်တော်လဲသူမကိုကျွန်တော်နားကိုထပ်အကတ်မခံတော့ပဲနေခဲ့လိုက်ပါတယ်။အိမ်ပြန်ချိန်မှာတော့ကိုစောတယောက်အတော်ကြီးကိုမူးနေပြီဖြစ်တဲ့အတွက်ကျွန်တော်တယောက်ထဲသာပြန်လာခဲ့လိုက်ပါတယ်။ ကျွန်တော်အခန်းကိုမရောက်မီသုံးဘလောက်လောက်အလိုမှာတော့လမ်းမီးတွေကတစ်ဖြတ်ဖြတ်တဲ့ခတ်လာခဲ့ပါတယ်ကျွန်တော်လည်းခတ်တက်တက်လျှောက်လာနေရင်ကလမ်းတောင်တနေရာကိုအကြည့်ရောက်သွားချိန်မှာမိတ်ကအဖွေသားနဲ့အဒေါဂလက်တီလိုပုံစံကိုစင်ညင်ထားစေဂျူလီယာကိုတွေ့လိုက်ရပါတော့တယ်သူကကျွန်တော်ထံကိုရောက်လာခဲ့ပြီးဒီနေ့တော့ငါတို့အဆုံးသတ်ရလိမ့်မယ်နော်နေရပါအောင်အဆုံးသတ်ပါလေငါမှလည်းဘာမှအဆုံးသတ်စရာမရှိဘူးငါတယောက်တည်းပဲနေချင်တယ် ျွန်တော်ကပြောရင် သူမဘေးကဖြတ်လျှောက်သွားဖို့ကြိုးစားခဲ့ပေမယ့်သူမကကျွန်တော်လက်ကိုလှမ်းဆွဲထားလိုက်ပါတယ်ကျွန်တော်အသားကိုသူမနဲ့ထိသွားမိချိန်မှာတော့သူမရဲ့လက်တွေကရေခဲတုံးလိုအေးဆက်နေတာကိုခံစားမိခဲ့လိုက်ပါတယ်ဟဲ့နေမသွားရဘူးသူမကပြောပြီးကျွန်တော်ဘာမှပြန်မပြောနိုင်ခင်မှာပဲရှေ့ကိုတိုးကပ်လာတာကကျွန်တော်သပင်းမျိုးကိုဆွဲဆုပ်လိုက်ပါတယ်ကျွန်တော်ဥကောင်းတွေကျင်းကနာကျင်လာခဲ့ပြီးသပင်းတွေကအမြင့်ကပြုတ်ထွက်သွားသလားလို့ထင်လာရပါတယ် မင်းတာဘာလုပ်တာလဲဂျူလီယာကတော့စူးရီအပြစ်နဲ့တစ်ကိုင်းတစ်ခုကိုကင်ထားပြီးကျွန်တော်သဘင်တွေကိုအဲ့ဒီတစ်ကိုင်းမှာရစ်ပတ်နေရင်ကကျွန်တော်နားမလည်နိုင်တဲ့ဘာသာစကားတချို့ကိုရေရွတ်လို့နေခဲ့ပါ යි အဲ့ဒီနောက်မှာတော့သူမကနင်းကငါ့အပိုင်ပဲလင်းအောင်သူမကတိုးတိုးလေးပြောနေခဲ့ပြီးမြဲကျွန်တော်နားရီထဲမှာတော့ပူလောင်လို့သာနေခဲ့ပါ යි ခနာကုံနဲ့စိတ်ဝင်နေသူမကဆက်ပြီးရေရွတ်နေသေးပါ ကနော်ကတော့တကူလုံးပူလောင်လာခဲ့ပြီးမီယူနီယာလာဂျူလီယာသူမကိုအော်ဟစ်ပြောဆိုကနောက်ဆုံးမှာတော့သူမကိုတွန်းထုတ်ပြနိုင်ခဲ့ပါတယ်။သူမကလဲကျသွားပေမဲ့အောက်ကတော့ပြုတ်ကျမသွားခဲ့ပါဘူး။မင်းနဲ့အတူတူရှိနေမယ့်အစားငါတည်လိုက်တာပဲကောင်းတယ်။အဲ့ဒါကညှိလို့ရပါတယ်ဟ။ဂျူလီယာကရေမောပြောဆိုရင်းနဲ့ကျွန်တော်စီကိုရှောက်လာကစူးကိုင်းနဲ့ကျွန်တော်မျက်နှာကိုထိုးဆိုင်လိုက်ပါတယ်။ ျွန်တော်လည်းသူ့ကိုပြန်လဲတွန်းချပြီးပြေးထွက်လာခဲ့လိုက်ပါတယ်။ကျွန်တော်နောက်ကနေတထောက်ထောက်နဲ့လိုက်လာနေတဲ့သူမရဲ့ခြေထံမျိုးကိုကြားနေခဲ့ရပါတယ်။ကျွန်တော်ခြေထောက်တွေကတော့ဖက်နဲ့နဲ့ကတ်တရားကတ်နေသလိုအတင်းရုံးကန်ပြေးလွှားနေခဲ့ရပါတယ်။ဒီနေရင်ကကျွန်တော်ခြေလမ်းတွေနှေးကွေးလာခဲ့ပြီးသူကတော့ကျွန်တော်အမိကိုပုံမူတိုးကပ်လာခဲ့ရင်က နေအမြဲတမ်းမပြေးနိုင်ပါဘူးဟာရေမောရင်ကသူမကပြောနေခဲ့ပါတယ်ကျွန်တော်လေးလမ်းသားတွေကထွက်ပြီးလမ်းမကြီးပေါ်အထည်ပြေးတက်လာခဲ့မိပါတယ်ကျွန်တော်အကြာကြီးပြေးလာခဲ့ပေမဲ့အိမ်ကိုရောက်ဖို့အတွက်နှစ်ဘလောက်တောင်လုံနေသေးတာကိုသတိထားလိုက်မိပါတယ်ပြင်းနေရင်ကကျွန်တော်လေးမောပန်းလာပြီးနှေးကွေးလာတာကြောင့်ဂျူလီယာကအမိလာခဲ့ကကျွန်တော်ကိုလှမ်းဆွဲလိုက်ပါတယ် ျွန်တော်လဲသူမကိုပြန်လဲတိုက်ခိုက်ပြီးစောင့်တောင်းခဲ့လိုက်ပါတယ်။သူမထံကနေအကွဲခွဲအတံကိုကြားလိုက်ရပြီမဲ့ကျွန်တော်လဲနောက်ပြန်လှိမ်မကြည့်တော့ပဲအင်ကိုသာအပြေးပြန်လာခဲ့လိုက်ပါတော့တယ်။အင်ကိုရောက်တဲ့အချိန်မှာတော့တကားကိုတိချပိတ်လိုက်ခါနေခဲ့လိုက်ပါတယ်။ကျွန်တော်တညာလုံးအိတ်မပြောခဲ့ဘဲမျက်လုံးမှိတ်လိုက်တိုင်းမှာအတော်ကလတီပုံစံနဲ့ဂျူလီယာကကျွန်တော်ကိုပြုံးပြနေလို့သာမြင်ရောင်ခဲ့ပါတော့တယ်။ နောက်တနေ့မနက်မှာတော့ကိုစော်တယောက်ကျွန်တော်ထံကိုရောက်လာခဲ့ပြီးမနက်3နာရီလောက်ကလမ်းဘေးတနေရာမှာဒံယာရီနဲ့လဲကျနေတဲ့ဂျူလီယာကိုလူတွေကတွေ့ကဆေးရုံတင်ခဲ့တယ်လို့ဆိုခဲ့ပါတယ်။ဂျူလီယာကဆေးရုံပေါ်မှာသတိပြန်ညလာခဲ့ပြီးမယ်။သူမကဘသူဗမာနေတယ်ဆိုတာတွေကိုဘာတခုမှမမှတ်မိတော့ဘူးလို့ဆိုပါတယ်။သူမဘာတွေဖြစ်ပျက်ခဲ့တယ်ဆိုတာကိုလည်းမမှတ်မိဘူးလို့ဆိုပါတယ်။သူစက်မှာက သူမလဲကြနေတဲ့နေရာမှာဇပင်လူနဲ့မီးလောင်ထားတဲ့တက်သားလိုမျိုးတွေတွေ့ခဲ့ရတယ်တဲ့ကိုစောရဲ့အပြောကြောင့်ကျွန်တော်လဲဂျူလီယာကြောင့်နာကျင်သွားခဲ့ရတဲ့ကျွန်တော်ဇပင်ကျွတ်သွားခဲ့ရဥယျာပြားကိုသတိရလိုက်နေပါတယ်ဆရာရဲ့အပြောအရတော့ဂျူလီယာရဲ့မျက်ညံဆုံးရှုံးမှုက အမြဲတမ်းအထီးဖြစ်သွားနိုင်တယ်လို့ဆိုပါတယ်ကျွန်တော်ရဲ့စိတ်ထဲမှာတော့သူမကိုတွန်းထုတ်လိုက်မိတာကြောင့်အခုလိုဖြစ်ရတယ်လို့စိတ်မကောင်းဖြစ်မိပေမဲ့ သူမကျွန်တော်ကိုမမှတ်မိတော့တဲ့အတွက်အိမ်မက်ဆိုးကြီးကလည်းလွတ်မြောက်သွားပြီလို့တွေးတောနေမိပါတော့တယ်။ဇလန်းလေးကိုဒီလောက်နဲ့ပဲရန်နာခွင့်ပြုပါရှင်။နောက်ထပ်စိတ်ဝင်စားဖို့ရာဇလန်းကောင်းတွေနဲ့အတူပြန်လာခဲ့ပါအောင်မယ်နော်။အားပေးကြည့်ရှုခဲ့ကြလို့ကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။